ဒီနေ့2025ခုနှစ်ဧပြီလ10ရက်အင်္ဂါနေ့တွင်ခုနှစ်အသားမီးအလုံးတို့အတွက်တဲတော်ကံကြမ္မာနမိတ်ဖတ်ကြားရမယ်ဆိုရင်တော့တဲတော်နမိတ်ရဒီနေ့ဟာဧပြီဖူဒဗယ်ဆိုတဲ့သင်္ကေတနမိတ်ဖြစ်ပါတယ်ဒီနေ့မှာအခက်ခဲတဲ့ဂျာတဲ့ကနေပြင်လဲသွားနိုင်မယ်မတွေ့မဆုံရဂျာတဲ့သူတွေနဲ့ပြန်လဲဆုံတွေ့ရတတ်တယ်သူတို့ဘာရဲ့ကျမ်းမာရေးကိစ္စငွေကြေးကိစ္စသူတို့ဘာရဲ့အခြေအိမ်တော်ရေးကိစ္စတွေမှာ ကြမ်းညက်တတ်တယ်လူရဲမိတ်ဆွေတွေနဲ့စကားအဆင်မပြေဖြစ်တာမျိုးကြုံတွေ့ရတတ်တယ်ဘလို့ပဲဖြစ်ဖြစ်အစိုးရကနေအကောင်းကိုမျှော်လင့်ရမယ်နေ့တစ်နေ့ဖြစ်ပါတယ်ဒီလိုနေ့မှာကံထူးကောင်းဖို့လုပ်တဲ့ဆိုရင်တော့နီးစက်တဲ့ဖျားစီရီရဲ့မိမိမွေးနံတောင်းမှာတပြင်းညွန့်ကိုညွန့်နဲ့သာသနာ့အလံကိုလဲလှူပြီးလူသောကိစ္စများဆွတ်တောင်းပါဒီနေ့မှာမိရှုသန့်စင်ဖွားမြင်ကြတဲ့ရင်သွေးရတနာရင်တို့ကတော့အင်္ဂါနေ့ဖွားမာဘုဗေနနိယ မရဏဘဝသာတာရှင်နေဖြစ်ပါတယ်မရဏဘဝရဲ့သဘောတရားအရာသင်္အမြေကြီးရှင်ရွှေတိဆိုတဲ့အတိုင်းငယ်စဉ်မှာခြူကြပြီးတော့ကြီးပွားချမ်းသာအောင်မြင်ကြမယ်သူများဖြစ်ကြပါတယ်ဒီနေ့မှကြောက်တဲ့မွေးနေ့ရှင်များအားလုံးမင်္ဂလာပါခင်ဗျာဒီနေ့မွေးနေ့ရှင်တွေအတွက်ကုသိုလ်ရတရားကတော့ကြာဆန်းကျော်မြတ်စွာဘုရားရှင်ကတ်လူချင်းတန်ဃာတော်တို့ကိုလောင်းလူချင်းနဲ့အတူအပရိသတ်ခொနည်းသားမီဆွေမျိုးမိတ်ဆွေတို့ကိုဒါနပြုခြင်းအပြင်တနှစ်တာလုံး မွေးနေ့မင်္ဂလာကုသိုလ်ဖြင့်ကောင်းကျိုးချမ်းသာများရပါလိမ့်မယ်။ဒီနေ့တော့ခொနည်းသားမိအားလုံးအကျိုးပေးဆုံးမကနန်းတော့နှစ်ကနန်းခொနည်းကနန်းဖြစ်ပြီးတော့မိတ်ဆွေတို့အတွက်ငွေကြေးကိစ္စများအဆင်ပြေဖို့ရန်အတွက်ငပြောသီးမဲ့နှလုံးဆွမ်းကဖုန်ကြီးကိုလောင်းလူလိုက်ခြင်းအဖြစ်ငွေကြေးကိစ္စများအဆင်ပြေသွားပါလိမ့်မယ်။ဒီနေ့တော့ဈေးဆိုင်တွေစတိုးဆိုင်တွေကုန်စုံဆိုင်တွေလက်ဖက်ဆိုင်တွေစားတောက်ဆိုင်တွေရောင်းပန်းစာဝယ်ပန်းလှဖို့အတွက်ကတော့ ဆိုင်ရှိမျက်နှာသာကိုတရားအနေငယ်ကျဲပက်ပြီးဆူတောင်းလိုက်ခြင်းအပြင်တိတိသာသာရောင်းပန်းသာဝယ်ပန်းလှပါလိမ့်မယ်အမှုအခင်းကြုံနေတဲ့သူတွေဆွေမျိုးမိသားစုမှာရှိရဆိုရင်တော့အမှုကြုံနေတဲ့သူရဲ့အမိကိုအာလူတစ်လုံးမှရေးပြီးတော့ရေစည်းမှညနေပိုင်းမျှောလိုက်ပါခင်ဗျာကျမ်းမာရေးညနေတဲ့သူဆေးပြနေတဲ့သူမိသားစုမှာရှိရင်တော့ဒီလိုနဲ့ညမျိုးမှာအနီရောင်ဖျောင်းနိုင်တဲ့မြတ်စွာဘုရားရှင်မိတော်လှူပြီးကျမ်းမာရေးကိစ္စတွေအတွက်ဆူတောင်းပြုလိုက်ပါခင်ဗျာအရှိကိစ္စမေတ္တာရေးကိစ္စအိမ်တော်ရေးကိစ္စတွေကတော့ဒီလိုနဲ့မျိုးမှာ စကားများတာပြိပခတ်တွေဂျုံဝတ်တတ်ပါတယ်။ဒါကြောင့်အခြေအမြစ်တိုင်းအိမ်တော်ရဲ့အစဉ်ပြေဖို့လို့အတွက်ရေခဲကြီးတစ်ခွက်မြတ်စွာဘုရားရှင်ကိုလှူဒါန်းလိုက်ပါခင်ဗျာ။